နေတိုက်ခန်းထဲမှာပဲလူမသိသူမသိကွဲလွန်သွားရတဲ့မိခင်ဖြစ်သူရဲ့သတင်းတွေကြောင့်ဝေဖန်ခံနေရတဲ့ရည်ရည်ပွင့်ဖြူပရိသတ်များလုံးပဲမိကလာပေါ့မာရပန် page ကနေကြိုဆိုလိုက်ပါတယ်လက်တလုံးမှာမိခင်ဖြစ်သူကွဲလွန်သွားတဲ့သတင်းတွေနဲ့ပတ်သက်ပြီးဝေဖန်ခံနေရတာကတော့တရုတ်ဆောင်ရည်ရည်ပွင့်ဖြူဖြစ်ပါတယ်ရည်ရည်ပွင့်ဖြူဟာတစ်ချိန်ကတရုတ်ဆောင်မင်းသမီးကြီးဒေါခင်တန်ဝင်းရဲ့သမီးဖြစ်ပြီးကိုယ်တိုင်လည်းတရုတ်ဆောင်တယောက်ဖြစ်ခဲ့ဘူးသူပေါ့နောက်ပိုင်းမှာတော့ရည်ရည်ပွင့်ဖြူကမင်းသမီးနန်တာလိုင်ရဲ့မောင်ဖြစ်သူတရုတ်ဆောင်စိန်ဖြိုးလိုင်နဲ့ရွှေလက်တွဲသွားပြီးချမ်းသာတဲ့တထေးမကြီးဘဝကိုရောက်ရှိခဲ့သူပဲဖြစ်ပါတယ် ယ်။နန္ဒာလိုင်တို့မိသားစုကမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတထေးစီးဝင်ခရိုနီအတိုင်းဝိုင်းမိသားစုဖြစ်တာကြောင့်ရည်ရွယ်ပွင့်ဖြိုအနေနဲ့လည်းအနှပြညာအလုပ်တွေကိုရန်နာသွားပြီးတထေးမကြီးဖြစ်နေတာရက်တင်နေခဲ့တာပါ။ ဒါကြောင့်ရည်ရွယ်ဖွင့်ဖြူတို့အိမ်တောင်ရဲ့ပုံအားကျနေသူတွေလည်းရှိသလိုအမြဲလိုလိုကဘာပတ်ခီးသွားနေတာကြောင့်လည်းဝေဖန်ခံရတာတွေရှိခဲ့တာပါအခုခါမှလည်းရည်ရွယ်ဖွင့်ဖြူရဲ့မိခင်ကွယ်လွန်တဲ့ကိစ္စမှာထွက်ပေါ်လာတဲ့သတင်းတွေကြောင့်ဝေဖန်ခံနေရတာဖြစ်ပါတယ်ရည်ရွယ်ဖွင့်ဖြူရဲ့မိခင်တရုတ်ဆောင်ဒေါခင်သဝင်းကတော့ဒီကနေ့မှပဲကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာကောင်ပြည်သက်တွေကတော့ဒေါခင်သဝင်းကဆုံးဖားသွားခဲ့တာသုံးရက်တောင်ကြာပြီဆိုပြီးလည်းသတင်းတွေထွက်လာခဲ့ပါတယ်ဒေါခင်သဝင်းကသမီးဖြစ်သူရည်ရွယ်ဖွင့်ဖြူတို့နဲ့လိုက်နေခြင်းမရှိဘဲတိုက်ခန်းမှရင်တကိုးရေတကာရတယောက်ထဲနေထိုင် ်သူပေါင်းဒါကြောင့်ဆုံးဖချိန်မှာဘသူမှမတိလိုက်ရပဲနေအိမ်တိုက်ခန်းထဲမှာတင်ကွယ်လွန်သွားခဲ့ရပြီး၃ရက်အကြာအပုံနှံ့တွေထွက်မှတိခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်နေခဲ့တာပေါ့ဒီလိုသတင်းတွေအကြောင်းသမီးဖြစ်သူရီရီပွင့်ဖြူကိုဘလို့သမီးမျိုးလဲဆိုတဲ့မေကွန်းတင်နဲ့ဝေဖန်နေကြတာဖြစ်ပါတယ် ကိုယ်တိုင်ကတော့ကဘာပတ်ပြီး online ပေါ်မှာကြွေပြနေပေမဲ့အမေဖြစ်သူကတော့တိုက်ခန်းလေးထဲမှာဖြစ်ထားတာကြောင့်ရည်ရွယ်ဖွင့်ဖြစ်ကိုဝိုင်းဝန်းအဖြစ်တင်နေကြပါတယ်။စိန်ဖြိုးလိုက်တဲ့ရည်ရွယ်ဖွင့်ဖြူတော့ကအမြဲလိုလိုကဘာပတ်နေကြတာကိုတချို့ကအရင်ကတည်းကမျက်စိနှောက်နေခဲ့ကြပြီးပိုင်ဆိုင်တာတွေလည်းကြွေပြတလွန်းတာကြောင့်မျက်စိစပင်မွေးစိုးနေတဲ့လူတွေများနေကြတာဖြစ်ပါတယ်။ဒါကြောင့်ငကိုတဲကဝေဖန်နေကြတာတွေကိုအရှိန်တင်ပြီးရည်ရွယ်ဖွင့်ဖြူရဲ့မိခင်သေဆုံးမှုမှာမောင်းတင်ပြောဆိုနေကြတာပေါ့။ဒေါခင်တန်းဝင်းလိုတချိန်ကတရုတ်ဆောင်တယောက်ကအခန်းထဲမှာလူမသိသူမသိသေဆုံးရတာကို စိတ်မကောင်းဖြစ်ကြသလုံးအပုံနှံထွက်မှသိရတာကြောင့်သမီးဖြစ်သူရည်ရွယ်ဖြူကအဆက်အသွယ်မလုပ်ဘဲဖြစ်ထားတယ်လို့ယူဆနေကြပါတယ် မိခင်ဖြစ်သူနဲ့၃ရက်လုံးအဆက်အသွယ်မလုပ်တဲ့ရည်ရည်ပွင့်ဖြူကိုအန်အစ်နေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်ရည်ရည်ပွင့်ဖြူတို့ကိုအောက်ခြေလွတ်နေတဲ့သမီးဆိုးတယောက်အနေနဲ့ဝေဖန်နေကြတာပေါ့။ဒါပေမဲ့ရည်ရည်ပွင့်ဖြူကတော့ထွက်ပေါ်လာတဲ့သတင်းတွေကမဟုတ်မမှန်သတင်းတွေဖြစ်ကြောင်းသူ့ရဲ့အကောင့်ကနေပြန်လည်ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကအခုလိုလူပြောများနေတယ်လို့တယောက်တည်းလူမသိသူမသိကွယ်လွန်ရတာမဟုတ်တလုံး။ကွယ်လွန်နာ၃ရက်နေမှာတည်ရတာအပုံနှံရမှတည်ရဒါရီကလည်းလုံးဝမဟုတ်ဖ ೇನೆ မေလ24ရက်နေ့မနက်မှာပဲသွေးတို့ကြောင့်ရုတ်တရက်ကွယ်လွန်သွားတာဖြစ်ကြောင်း post တင်ရှင်းပ ြခဲ့ပါတယ်။အများထင်နေသလိုမိခင်ဖြစ်သူဒေါခင်တန်ဝင်းနဲ့အဆက်အသွယ်လည်းမပြတ်ဖဲရှိနေခဲ့ကောင်သွေးရောဂါကြောင့်သာကောက်ခါငင်ကကွယ်လွန်ခဲ့ရတာမလို့မဟုတ်မမှန်သတင်းတွေမလွှင့်ဖို့လည်းရည်ရွယ်ပွင့်ဖြူကတောင်းဆိုလာခဲ့ပါတယ်။ဒါပေမဲ့ရည်ရွယ်ပွင့်ဖြူတော့ကအမြင်မကြည်လင်သူတွေကတော့လက်မခံပဲရည်ရွယ်ပွင့်ဖြူတယောက်ကဖုံးဖိထားရလို့သာထင်မြင်နေခဲ့ကြတာပေါ့။တချို့ကတော့မိခင်တယောက်လုံးဆုံးရှုံးထားရတာကြောင့်ရည်ရည်ရဲ့ခံစားချက်တွေကိုနားလည်ပေးကြတဲ့သူတွေလည်းရှိနေခဲ့ပါတယ်။ပြည်သူတို့အနေနဲ့ရောရည်ရွယ်ပွင့်ဖြူရဲ့မိခင်ဒေါခင်တန်ဝင်းကွယ်လွန်မှုနဲ့ပတ်သက်ပြီးမြင်လဲတွေကိုပြပြခဲ့ပါ ောင်းရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ